ပြည်ထောင်နိုင်ငံဆိုင်ရာတောင်အာဖရိကအတံအမတ် MNU ရဲ့နှာကိုစင်နာပြည်အန်တန်ဝါကိုစက်တမ30ရက်မနက်ပိုင်းကပါရီမြို့အနောက်ပိုင်းမှာရှိတဲ့ကျေးလေးပွင့်အဆင့်ရှိတဲ့ဟိုတယ်တစ်ခုရဲ့အောက်ခြေမှာတေဆုံးလျက်တွေ့ခဲ့ရကြောင်းပြည်ထောင်အစိုးရရှေ့နေတို့ကထုတ်ပြန်ထားပါတယ်။အသက်58နှစ်အရွယ်ရှိတဲ့တံအမတ် နာတီအန်တဝါပြောင်းဆုံးနေကြောင်းစက်တမ29ရက်ညက၎င်းရဲ့ဇနီးဖြစ်သူကတိုင်ကြားခဲ့ပြီးခင်မွန်းထံကနေစိတ်ပူပွဲစာတစောင်ရခဲ့ကစာထဲမှာအန်တဝါကတောင်းပန်ထားပြီးကိုကိုကိုအဆုံးစင်ရင်မဲ့ပုံရေးထားတယ်လို့ဇနီးတယ်ကပြောကြောင်းအစိုးရအရှင်းနေရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်စက်တမ30ရက်မနက်ပိုင်းမှာ Hyatt Hotel ရဲ့လုံခြုံရေးဝန်ထမ်းတအုပ်ကဟိုတယ်အတွင်းဘက်ဝင်းထဲမှာအန်တဝါရဲ့ယုံအလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်၎င်းတင်ဆောင်မှုကိုအခုခါမှစစ်ဆေးနေကြပြီဖြစ်ပါတယ် အန်တဝါဟာဟိုတယ်22ထပ်မှာအခန်းတစ်ခန်းကိုပုံကင်လုပ်ထားပြီးအခန်းပတင်းပေါက်ရဲ့လုံခြုံရေးကိရိယာကအတင်းဖွင့်ထားတာကိုစစ်ဆေးတွေ့ရကြောင်းနဲ့အစိုးရရှင်တွေကအဆိုပေမဲ့အခန်းထဲမှာရုံးကန်ထားတဲ့လက္ခဏာတရားမဝင်စေဝါအရေးအယံတွေကိုစစ်ဆေးသူတွေကမတွေ့ခဲ့ဘူးလို့သိရပါဗျ။ ဝန်ထမ်းစရာအခြေအနေနဲ့တာမတ်ကြီးတည်ဆုံးခဲ့မှုအပေါ်တောင်အာဖရိကသမ္မတရမာဖိုစာကစိတ်မကောင်းဖြစ်နေကြောင်းသမ္မတရုံကထုတ်ပြန်ခဲ့ပါတယ်။တောင်အာဖရိကနိုင်ငံသားရေးဝန်ကြီးဌာနအစိုးရနိုင်ငံဆက်ဆံရေးမြင့်တင်မှုတာဝန်နဲ့အန်တာဝါကို2023ခုနှစ်တက်စမမှာပြည်တွင်းနိုင်ငံဆိုင်ရာတန်အမတ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။သူဟာအရင်ကရဲဝန်ကြီးအကစားအမှုပညာနဲ့ယဉ်ကျေးမှုဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။